အလုံးမဲမင်္ဂလာပါဆရာမအခုဆက်သက်ထားတဲ့ရည်တရားလေးကိုပြပြပါမယ်လူများရရှိနေတဲ့ရည်တရားလေးလည်းဖြစ်ပါတယ် တူတီ 3D ပေါက်ချင်တဲ့လူတွေအတွက်ဇမရဲ့ကျမကတော့တူတီ 3D ထိုးတော့ထိုးနေတယ်မပေါက်ဘူးသေးဘူးပေါက်ဘူးရှင်းတယ်တူတီ 3D ပေါက်ချင်တဲ့တူတီ 3D ထိုးတဲ့လူတွေအတွက်ကိုဇမလီကပြောပြပေးမှာဖြစ်ပါတယ်ဒီဥစ္စာလေးကငွေလဲမြဲတယ်ငွေလဲရွှင်တယ်ပြီးလို့ရှိရင်ဒီတူတီ 3D နဲ့ပတ်သက်ပြီးလောင်းကစားနဲ့ပတ်သက်ပြီးနိုင်စေတဲ့အရာလေးဖြစ်ပါတယ်အရာကိုလွယ်ကူရိုးရှင်းပါတယ်နော်ဒေချာလေးတော့လိုက်နားထောက်ပြီးပါဆရာမလေးတို့နှမ်းလော်ပေါ့နော် ကျွန်မတို့လက်ဖက်ထုတ်တဲ့ကိုလက်ဖက်ထုတ်တဲ့ကိုထုတ်ဖို့အတွက်ထည့်စားတဲ့လက်ဖက်နှမ်းလေးပေါ့နော်ဒီမှာနှမ်းလေးနော်အဲ့နှမ်းလေးကိုဒီလိုနှမ်းလေးနော်နှမ်းလေးကိုကျွန်မတို့ကလှော်လိုက်တာပြန်ပြီးလှော်ပြီးတော့မှကျွန်မလေးတို့ဒီလိုအိတ်ကလေးထဲမှာနော်ဒီလိုအိတ်ကလေးထဲမှာနော်အဲ့နှမ်းလော်လေးကိုနည်းနည်းလေးပဲရတယ်နော်ဟမ်ပါနော်ဒီတော့လာပေါ့နော် ထက်အဲ့အိတ်ကလေးထဲမှာထက်နော်ဒီလိုလေးထက်မယ်နော်ထက်ပြီးပြီဆိုလို့ချင်းဒါလေးကိုခောက်လိုက်နော်ခောက်လိုက်ပြီးပြီဆိုလို့ချင်းမိမိစီမှာနော်မမြင်တဲ့ငွေတွေအမြန်ဆုံးမြဲပါစေเนาะအဲမဝင်သေးတဲ့ငွေတွေအမြန်ဆုံးဝင်ပါစေကိုက 2D 3D ထိုးသားဖြစ်နေရဲထိုးနေတယ်ဆိုလို့ရှိရင်သူရိသူရိဒီနဲ့ပတ်သက်ပြီးတော့မှလောင်ကစားနဲ့ပတ်သက်တာမှန်တယ်မြတ်အကုန်လုံးနိုင်ပါစေအောင်ပါစေပိုင်ပါစေလောင်ကစားနဲ့ပတ်သက်တာအရာမှန်တယ်မြတ်အောင်ပါစေနိုင်ပါစေပိုင်ပါစေဆိုမှပြောပြီးတော့မှမိမိရဲ့ပတ်ဆိုင်အိတ်ထဲမှာလဲဆောက်လို့ရတယ်လို့မိမိရဲ့အိတ်ကက်ထဲမှာလဲဆောက်လို့ရပါတယ်အဲ့ဒါလေးကတော့တပတ်ကိုတစ်ခါလဲပေးရမှာဖြစ်ပါတယ်เนาะတပတ်ကိုတစ်ခါလဲပေးပါအရန်ကိုလွယ်ကူယူခြင်းနဲ့ဆရာမပြောလိုက်တာ17ရောက်ရှိတယ်12ရောက်ကတော့အစ င်ပြေသွားပြီเนาะမနော်အမနှမ်းเนาะမဝါရီထဲဆက်မောက်လက်ဖက်တုပ်တွေထဲထည့်စားတယ်နှမ်းเนาะအဲ့ဒါကိုဆက်မလေးတို့လော်လိုက်เนาะဒီတိုင်းမရောက်เนาะလန့်အောင်နှမ်းအောင်လော်လော်ပြီးပြီဆိုလို့ရှိရင်ဆက်မလေးခုနက ပြောတဲ့အချိန်ကိုလော် နော်လောရမယ့်အချိန်ကမနေ့9နာရီ45မှာလောရမှာနော်မနေ့9နာရီ45မှာလောအဲတခါလောပြီးပြီဆိုတပတ်ခံတယ်အဲတပတ်ပြီးပြီဆိုပြန်လဲနော်အဲ့ဒါကရောင်းလောင်းကစားနဲ့ပတ်သက်ပြီးရောမှာအဲမနိုင်တဲ့လူတွေလောင်းကစားနဲ့ပတ်သက်ပြီးအရှုံးပေါ်နေတဲ့လူတွေငွေနဲ့ပတ်သက်ပြီးမအိပ်တဲ့လူတွေငွေကိုစီမှာမမြဲတဲ့လူတွေလက်ပိတ်နေတဲ့လူတွေငွေကြေးစစ်မပြေတဲ့လူတွေတွေအဓိကလောက်လို့ရတဲ့ညတရားလေးဖြစ်တဲ့ဒါကတော့ဆက်မပြောပြရပေးလိုက်တာ2 3 3ထိုးသား အမအောင်ပြောပြပေးလိုက်တာသူကလည်းနော်အဆင်ပြေလို့အဲ့ဒါလေးကိုဆက်မ sharing လုပ်ပေးတာဆက်မတယောက်တည်းပြောပြရုံနဲ့အဆင်ပြေရုံနဲ့မပြောပြဘူးရှိရမကကိုရမကကိုအဆင်ပြေလို့ဆက်မလျက်တာ sharing ပြန်လုပ်ပေးတာဖြစ်တယ်အဲ့တော့ဒီရတရားလေးကိုလုပ်ကြည့်ပါဘာမှခက်ခဲနဲ့နေတဲ့ဟာမဟုတ်ဘူးဒီလိုအိတ်ကလေးတွေထည့်ပြီးတော့မှခောက်ပြီးတော့မှလောက်ရမှာမနေ့9:45မှာလောက်ရမှာနော်အားလုံးစီပြေကြပါစေ